ဟာရီကိန်းခေါ်သွင်းပြီးချိန်မှာအောင်ပွဲမခံပင်ခုလိုလုပ်ခဲ့တဲ့ဘယ်လင်ဟန်ရဲ့ပြုမှုကိုဝေဖန်နေကြပြီ။အမေနီးယားကိုတူးစီကိုနဲ့နိုင်ရရှိခဲ့ပြီးနောက်တောမက်တူဟဲအင်္ဂလန်သင်းဟာ1954ခုနှစ်ကယူဂိုစလားဗီးယားပြည်ရင်ဖီဘာကပ်ပလာချိန်စစ်ပွဲမှာတရားခိုင်နှုန်းနိုင်ဝဲရရှိခဲ့ပြီးဂိုမပေးရပဲပြီးဆုံးတဲ့ဒုတိယမြောက်ဥရောပနိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒီအောင်မျိုးတွေရှိနေပေမဲ့လည်းအဓိကကစားသမား Jules Bellingham နဲ့ပတ်သက်ပြီးဝေဖန်မှုတွေကပေါ်ပေါက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်က Albania အသင်းကိုအခွင့်အရေးရခဲ့ပေမဲ့ပွဲချင်း84မိနစ်မှာ Harry Kane ကနေတဆင်အင်္ဂလန်ကဥဆောင်ကိုဆ ਾਇ ရခဲ့ပါတယ်။အင်္ဂလန်ရဲ့တမိုင်းလက်ရှောက်ဂိုးများအဆုံးသွင်းယူထားသူ Kane ဟာ10မိနစ်ကြာမှာပဲ Mark Rafael ထိကြတဲ့ပေးပို့မှုကိုအဆုံးသတ်ပြီးဒုတိယဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်။ဒီချိန်လေးမှာပဲ Bellingham က ပွဲစားချိန်84လေးမှာရိုချာနဲ့လူစားလဲခံရတဲ့အတွက်စိတ်ပြတ်နေပုံရပါတယ်။ဒါကပွဲတိုင်းရဲ့မိနစ်တိုင်းမှာကစားချင်တဲ့သူတယောက်ရဲ့သဘောတဘောပါပဲ။အမေနီယာကိုနိုင်ရပြီးတဲ့နောက်သူ့ရဲ့ကိုဖေလင်ဟန်ရဲ့အပြုတ်မှုနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။တရင်းနောက်ကကင်းရဲ့ဒုတိယကိုသွင်းပြီးတဲ့နောက်အောင်ဝဲခံချက်မရှိဘူးထင်ရတဲ့အချက်ကိုလည်းထည့်သွင်းမေးမြန်းခဲ့ပါတယ်။သူကတော့အပြင်းအဆုံမမြင်လိုက်ရလို့ပြန်ကြည့်ရမယ်လို့ဝန်ခံခဲ့ပါတယ်။အဲ့တော့ဒီနေ့တော့ကကဘာမှာအကောင်းဆုံးကစားသမားတွေကတူဖြင့်လေးစားခံရတဲ့ဖေလင်ဟန်ကတင်းလိုက်စုသေးမှုကိုလေးလုံရှုနေတယ်လို့ထားရဆွဲခဲ့ပါတယ် ။တွေ့ကအဲ့ဒါမကောင်းတဲ့အထင်မြင်ပါ။ browser အနေနဲ့ဒါအသိအထင်မြင်ဖြစ်ပြီးဒီလိုဖြစ်တာကမကောင်းပါဘူး။ဘာလဲဆိုတော့အသိလိုက်စူးစိမှုကိုပဲအာယုံ site တင်လို့ပါ။ကျွန်တော်ဒီကမ်းမှာလုပ်ခဲ့တာအားလုံးကစူးစိမှုအကြောင်းပါပဲလို့ပြန်လည်တုတ်ပြန်ခဲ့ပါရင် တွေကဘယ်လင်ကန်ရဲ့အပြုမှုကိုပြန်လည်သုံးသပ်မှာဖြစ်ပြီးဒီလိုပုံရိပ်မျိုးကိုပို့ဆောင်ချင်တာမဟုတ်ဘူး။ဘာလဲဆိုတော့လူတိုင်းကဂရိကဝိရှိပြီးခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုလက်ခံတယ်လို့ကျွန်တော်တို့ခံစားရလို့ဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။ဒါအပြင်အင်္ဂလန်ကနဝင်ကစားသမားအတူဖြစ်တဲ့ right ကလည်း channel လေးကိုပြင်းထန်တဲ့ဝေဖန်ခဲ့ပြီးကာလာမတိုင်ခင်ငင်းပွားစရာဖန်တီးဖို့စ조사နေရလို့ပြောခဲ့ပါတယ်။သူတို့ဒီလိုမျိုးငင်းပွားစရာတွေဖန်တီးဖို့လိုအပ်နေပါတယ်။ဘာလဲဆိုတော့ကဘာပလာအထိပြောစရာတခြားဘာမှမရှိတော့လို့ဘာလို့ right ကမှတ်ချက်ပေးခဲ့ပါတယ်။ မချသိမိကရီယယ်မက်ထရီကစားသမားဖေလင်ဟန်ကဒူချဲအစီအစဉ်ထဲမှာလိုက်ဖက်မှုရှိမရှိဆိုတဲ့အကြောင်းအရာထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်စစ်ကွင်းနယ်ကစားသမားဟာသူ့ရဲ့အော်ဆာအာနာကိုတန်ရယဝင်မှုတွေကိုယူရို2024တုန်းကသူ့ရဲ့အရေးပါတဲ့ခိုက်တန်တွေကိုထောက်ပြနိုင်ခဲ့ပါတယ်။နိုဝင်ဘာ2020မှာဂါရန်ဆာဂီလာအောင်မှာပွဲဥထွက်ကစားခဲ့တဲ့အသက်22နှစ်အရွယ်ဘယ်လင်ကန်ကနိုင်ငံအထွတ်96ကိုသွင်းယူခဲ့ပြီးဟာရီကိန်းအတွက်ဂိုးဖန်နေမှု10ချိန်ပြုလုပ်ပေးခဲ့ပါတယ်။